မင်္ဂလာနံနက်ခင်ပါယေရှုဂိယုနာမေတ္တာတော်နဲ့ငြိမ်သက်ခြင်းလွှမ်းခြုံရာတနိတာဖြစ်ကြပါစေဒီနေ့မနေ့ရန်ကုန်မြို့နယ်နေတော်ရဲ့ပူချိန်ကတော့26ဒီဂရီဖြစ်ပြီးတော့မှ31ဒီဂရီရှိတယ်လို့ခန့်မှန်းရရှိနိုင်ပါတယ်ဒေရုရေသွေးကအတင်းတင်းဖြစ်ပါတယ်နေ့လုံးမှာတိမ်ထူတက်ပြီးတော့မှဘိုးထစ်ချုံရွာပါမယ်ပြင်းဆုံးပူချိန်ကတော့31ဒီဂရီဖြစ်ပါတယ်နေ့စဉ်ဝိပ္ပူချင်းလင်းပြ ဇွန်လ12ရက်ကြာသာပတေးနေ့2025စုတောင်းပတ္တနာပြုခြင်း၌နေ့ညမပြတ်တည်နေတတ်၏ဒီကချက်တိမောသေဩဝါဒစာပထမဆောင်မှခွန်အာယူစရာများဖတ်ရင်ကျင့်ချက်တိမောသေဩဝါဒစာပထမဆောင်ခန်းကြီး9ခန်းငယ်တင့်မရှိအသက်ကြီးသောသူကိုစက်တီးစွာမဆုံးမနှင့်အဘကဲ့သို့မှတ်၍တောင်းပန်လော့လူပြိုတို့ကိုညီကိုကဲ့သို့၎င်းအသက်ကြီးသောမိန်းမတို့ကို အမိကဲ့သို့၎င်းမိမပြိုတို့ကိုအလွန်စင်ကြဲသောချင်းရနှင့်တကွာနှမကဲ့သို့၎င်းမှတ်၍ခြင်းလောမုတ်ဆိုမအမှန်ဖြစ်သောမိမာတို့ကိုမဆာလှုပ်ကြွေလောသားမြေရှိသောမုတ်ဆိုမဖြစ်လင်ထိုသားမြေတို့သည် ရှေးဥစွာဖျားဝတ်ကိုယူမှလျက်မိအိမ်ကိုပြုစု၍မိဘဘိုးဘွား၌ယေရှုဆက်ခြင်းကတင်ကြစေထိုအမှုရာသည်ဖျားသခင်နှစ်သက်တော်မူသောအမှုဖြစ်၏ မုဆိုမအမှန်ဖြစ်၍တယောက်ထီးကြံရစ်သောမိမသည်ဖျားသခင်ကိုကိုးစား၍စုတောင်းပတနာပြုခြင်း၌နေညာမပြတ်တည်နေတတ်၏ကာမဂုဏ်စည်းစိမ်၌ပျော်မွေ့သောမုဆိုမမူကားအသက်ရှိလျက်ပင်အသေးဖြစ်၏ထိုသူတို့ကိုအပြစ်တင်ခွင့်နှင့်ကင်းလွတ်စေခြင်းကဤသို့ပြညတ်ထားလောမိမိလူတို့ကိုမပြုစု ထိုမြတ်မကမိမိအိမ်သူအိမ်သားတို့ကိုမပြုစုသောသူမြည်ဒီကား ယုံကြည်ခြင်းတရားကိုညင်းပယ်၏မယုံကြည်သော သူထက်သာ၍ယုံမာ၏ယောမောအရစာခန်းကြီး34ခန်းငယ်32ညော်လင်းလျက်ဝမ်းမြောက်ကြလောစင်းရဲဒုက္ခရောက်သောအခါတီးခန့်ကြလောစုတောင်းပထနာပြုခြင်းမှုကို အမြဲပြုကြလောဆလပြီရှင်ဘောလူသည်တိမောသေးကိုအတင်းတော်ရဲမှတခြားသူတွေကိုဘယ်လိုမျိုးပြုမှုဆက်ဆံကျင့်ကြံရမလဲဆိုတာကိုညွှန်ကြားပါတယ် ငယ်ရွယ်တဲ့ဓမ္မဆရာတောင်းနေနဲ့တင်းတော်ရဲမှာရှိတဲ့အသက်ကြီးတဲ့သူတွေကိုစက်တီးစွာမဆုံးမပဲနဲ့ကိုယ့်ရဲ့ဖခင်ကဲသို့မှတ်ပြီးတော့မှတောင်းပန်ဖို့ဖြစ်တယ်။အသက်ကြီးတဲ့သူတွေကိုပြင်းပြင်းထန်ထန် ပြောဆိုပြီးတော့မှစကားလုံးအားဖြင့်ထိခိုက်တာမျိုးမလုပ်ဘဲနဲ့လေးလေးစားစားနဲ့ကိုယ့်ရဲ့မိဘတွေလေးလေးစားစားရင်ရင်ကျင်းကျင်းနဲ့ဆက်ဆံပြောဆိုဖို့ဖြစ်တယ်။ တဲ့ငယ်တဲ့သူတွေကိုတော့ကိုယ့်ရဲ့မိတ်ဆွေအရင်းချာညီကိုလိုမျိုးပြောဆိုဆက်ဆံပေါင်းသင်ချင်းချင်ဖို့ဖြစ်တယ်။တက်ကြီးတဲ့မျိုးသမီးတွေကိုကိုယ့်ရဲ့မိကဲ့သို့မိခင်ကဲ့သို့ဆက်ဆံဖို့မိမပြိုတွေကိုတော့ကိုယ့်ရဲ့အမကိုယ့်ရဲ့ညီမတွေလို ပြူပြူစင်စင်စင်ကြယ်နဲ့ကောင်းကောင်းမွန်မွန်ဆက်ဆံပြောဆိုနေထိုင်ဖို့သင်တော်ရဲမှာရှိတဲ့တကယ်မဟုတ်ဆိုမတွေကိုကောင်းမွန်စွာဆက်ဆံပြုစုရွေးမွေးဖို့ရှင်ဘောလူတွင်တင်ညွန်ပြထားပါဗျ။ တကယ်လို့ remote ဆိုမတွေဟာသားမြေးတွေရှိတဲ့ဆိုရင်တော့အဲ့သားမြေးတွေကနေပြီးတော့မှသူရဲ့မုတ်ဆိုမဖြစ်တဲ့အဖွားအမေတွေကိုပြန်လဲပြီးတော့မှပြုစုပါစေအဲ့လိုမျိုးကိုယ့်ရဲ့မိသားစုတွေမှာရှိတဲ့မုတ်ဆိုမတွေကိုပြုစုခြင်းဟာဖျားသခင်နှစ်သက်တဲ့အမှုဖြစ်ကြောင်းကိုသူတို့သိအောင်သွန်သင်ပြသပေးဖို့ဖြစ်တယ်တကယ်လို့ဘာမှမိခိုးစရာမရှိဘူးပုတ်ဆိုမတယောက်တည်းခြံခဲ့ရတဲ့ဆိုရင်တော့သူဟာဖျားသခင်ကိုကိုးစားပြီးတော့မှစုတောင်းပြန်နာပြုခြင်းမှာ နေညာမပြတ်တည်နေဖို့ရန်ဖြစ်တယ်။သူ့ရဲ့အသက်ရှင်နေထိုင်မှုတွေအသင်းတော်ကနေလည်းမဆာပြုစုပေးရမှာဖြစ်တယ်လို့သူတို့လည်းအသင်းတော်အတွက်ကိုနေညာမပြတ်စုတောင်းပြနာပြုတဲ့မိုးဆိုမှဖြစ်ဖို့ရန်ဖြစ်ပါတယ်။အပြင်မဲ့တစ်ဖက်မှာလည်းမိုးဆိုမှဖြစ်ရတဲ့အတိုင်းကာမဂုဏ်မှာဆက်လက်ပြီးတော့မှပျော်မွေ့နေတယ်ဆိုရင်တော့သူဟာအသက်ရှင်လျက်တည်တဲ့သူလိုမျိုးဖြစ်တယ်။ လူရည်ရဲ့နေ့စဉ်သက်ရှင်မှုမှာပြည့်တင်ခြင်းနဲ့ကင်းလွတ်ဖို့ရန်သူတစ်ပါးကဲ့ရဲ့ခြင်းနဲ့ကင်းလွတ်ဖို့ရန်အတွက်တိမောသေးလို့အတင်းတော်ကောင်းဆောင်နေနေနဲ့ပြည့်ညတ်ထားရမှာကကိုယ့်လူတွေကိုမပြုစုမဆောင်လျှောက်တဲ့သူအဲ့ဒီပြင် ကိုယ့်အိမ်သူအိမ်သားတွေကိုမပြုစုမဆောင်လျှောက်တော့သူဟာယုံကြည်ခြင်းတရားကိုညှင်းပယ်တဲ့သူဖြစ်တဲ့မယုံကြည်တဲ့သူတယောက်လို့သူ့ကိုသတ်မှတ်လို့ရတယ်အဲ့လိုမျိုးပုံမှန်လူချင်းဝိဖြစ်တဲ့ကိုယ်အိမ်သူအိမ်သားတွေကို ပြုစုဆောင်လျှောက်ဖို့တာဝန်မယူတဲ့သူဟာ မယုံကြည်တဲ့သူထက်တောင်သာဘရမဆိုးတယ်လို့ရှင်ဘောလူဖော်ပြထားပါတယ်။ဖေရောရှင်ဘောလူဖော်ပြတဲ့အတင်းတော်ခေါင်းဆောင်ဆိုရာဒီပြောစရာရှိတာကိုပြောရမယ်။ပြညတ်ထားစရာရှိတာကိုပြညတ်ထားရမယ်။အသက်ကြီးသူတွေကိုယုတိစွာနဲ့ကိုမိပါလို့ပြုစုရမယ်။လူဝတ်တဲ့သူတွေကိုလည်းသူဂရုစိုက်ပြုစုရမယ်လူချင်းဝတ်တဲ့ကနေပြီးတော့မှလွတ်နေတဲ့သူတွေလူချင်းဝတ်တွေကိုမဆောင်စီတဲ့သူတွေတာဝန်မယူတဲ့သူတွေကိုတော့ရောဆူဆုံးမဖို့ယံ ြစ်ပါတယ်။ဆက်လက်ဆုတောင်းကြပါစို့။မြတ်တော်ရှင်သခင်သာရမြတ်စွာသောဘုရားသခင်ဒီမနေ့ခင်တည့်တွက်ကိုရော့ကိုယေရှုတင်ပါတယ်။ဒီမနေ့ခင်မှာလူထရှင်သလားတွေအားလုံးကိုခန္ဓာစိတ်ဝိညာဉ်ကျန်းမာရှင်လန်းစေတော်မူပါ။ယောဂပေါင်းမှကင်ဝေးစေလေပျောက်ကင်းသက်သာစေတော်မူပါ။ဘရတောင်ထဲမှာမိုးရဲရေထဲမှာပြေလွာပုန်းဆောင်နေရတဲ့စစ်ပေးဆောင်တွေဘရောပါရှိပါ ကောင်းမွန်တဲ့မိုးကအစားအစာရိတ်ခါဈာမရေးဆောင်ရှောက်မှုတွေရရှိစေတော်မူပါမတရားဖန်ဆီးချုံနောင်ခံရတဲ့သူတွေမတရားစုဆောင်ခံတဲ့သူတွေလူကုန်ကူးခြင်းရဲ့တားကောင်ဖြစ်နေတဲ့သူတွေကိုတော့အထူးပြင်ဆင်ကြွဲကလွတ်မြောက်စေတော်မူပါသာဓုနိုင်ငံကြီးမှာလဲလူလူချင်းချင်းချနေတာလူလူချင်းချင်းကောင်းမွန်ဖြတ်တာလူချင်းချင်းရောင်းဝယ်တာတွေရှိနေပြီကိုရရှင်ဆုံးမတော်မူပါအဲ့လိုမျိုးလှုပ်တဲ့သူတွေကိုကိုရရှင်ဒဏ်ခတ်တော်မူပါ အားလုံးကိုလည်းပြန်ပြမလွမြောက်စေတော်မူပါမြတ်တော်ရှင်သခင်သာရမြတ်စွာသောဘုရားမတရားသဖြင့်ပြုတဲ့သူတွေအကုန်လုံးကိုကိုရောလက်တော်သို့အနံပါရဲကိုရဲလေးလံသောလက်ဖြင့်သူတို့ပေါ်မှာတင်တော်မူပါသူတို့သည်အသက်ရဲ့တန်ဖိုးလူသားရဲ့အသက်ရှင်ခြင်းတန်ဖိုးကိုနားလည်နိုင်တော်သူတွေတည်တည်ဖြစ်စေဖို့ကိုရောရှင်တွင်တင်ဆုံးမဒဏ်ခတ်တော်မူပါတရားတဲ့သူတွေကိုရောရှင်ကောင်းကြီးပေးပါ လှုပ်လေသည်များအောင်မြင်စေပါသူတို့ကိုယ်တိုင်လည်းညီညွတ်မြတ်တာစည်းလုံးသောအတ္တပိုင်းရှင်သည်အတီးအီးဖြစ်စေပါမည်ကြောင်းကောင်းကြီးပေးပါဘယ်ရင်ဆုတဲ့ဘဝမှာအသက်ရှင်နေစေကြတဲ့ပြည်သူပြည်သားတွေအားလုံးဒီနေ့ဒီနေ့ဘရောတမွေဝမ်းကြောင်းတွက်ကိုကြိုးစားရုန်းကန်သူကိုယ်တော်ရှင်လမ်းဖွင့်ပေးပါတနည်းနည်းအားဖြင့်ကိုယ်တော်ရှင်ကျွေးမွေးပါပြင်ဆင်ပါသာသမီတို့အိမ်နီးနားချင်းတို့ကိုလည်းသာသမီတို့ကောင်းမွန်ဆုံးပြုစုနိုင်သောသူတွေ ်မိရဲ့မိသားစုကိုလည်းကောင်းဆုံးပြုစုကျွေးမွေးနိုင်သောတတပိုင်ရှင်တွေတည်တည်ဖြစ်စေဖို့ကိုရောလူလူချင်းထအပ်တဲ့ချင်းဝတ်တွေကိုလည်းကောင်းမွန်ဆုံးချင်းကြံပြုမှုနိုင်သောတတပိုင်ရှင်တွေဖြစ်စေဖို့ကောင်းကြီးပေးပါသင်းတော်ကောင်းဆောင်တွေကောင်းကြီးပေးပါသူတော်တွေမှာလိုအပ်တဲ့ຢာတွေကိုလိုအပ်သလိုမေတ္တာဖြင့်ပြောဆိုလောက်ကင်ဆောင်ရွက်ပြည့်ညတ်ထားနိုင်သောတတပိုင်ရှင်တွေတည်တည်ဖြစ်စေလျက်မပြည့်ကြီးကိုလည်းပြန်လဲပြန်ချိန်တဲ့ငြိမ်းချမ်းသာယာစေပါမည်ကြောင်းခရီးရှုခရစ်တော်ဖရာ၏နာမရမြတ်ကိုမြည်ပြုလက်တနာခံ 首当家把人拍平阿明。